ဟိုတခါတလေကိုကလမ်းသွားရင်းနဲ့လေဟိုတင့်ငုတ်ထင်ပြီးတော့ကိုကခြေတော့နဲ့ကံပလိုက်တာအကောင်လေးပိုင်ဖြစ်နေတယ်ဖြစ်နေမှာဟုတ်တယ်မလားကိုစင်ထဲမှာဒါတင့်ငုတ်ပဲဒါကြောက်ခဲပဲဆိုတော့ကိုခြေတော့နဲ့ဆော့ပြီးကံပလိုက်တယ်အဲအကောင်လေးတဲတဲလေးတွေဖြစ်ချင်းဖြစ်နေမှာအသေးသွားတာပေါ့နော်ကိုကံလိုက်လို့သူတည်သွားတယ်ဒါပေမဲ့ကိုစင်ထဲမှာကြောက်ခဲလို့ထင်တာတင့်ငုတ်လို့ထင်တာအဲဆိုရင်ဘာနိုင်ပါတဲ့ကံမထိုက်ဘူးဟုတ်တယ်ကိုကတချစ်တတော်လို့မှမသိတာအကြောင်းဒီမှာဈာပြပြနည်းနည်းပြောရမယ်ဆိုရင်ဟိုကြောက်ဥကိစ္စမျိုးနောက်မှလည်းနည်းနည်းဥစဉ်ထည့်ရထားတယ် ယနေ့ခေတ်ဝင်းမြွေချက်ဦးတွေငင်းကြတယ်ပေါ့နော်တက်ရှိလားတက်မဲလားငင်းတယ်ဒါပေမဲ့အများစုကဒီဟာကိုအသက်မရှိဘူးလို့ယူဆပြီးတော့ကြော်စားတယ်ချက်စားတယ်ပြုတ်စားတယ်ဆိုတော့အကိအသက်ရှိနေုံတော့အစိုးရပြောတာလေဒီချက်ဦးဒီအသက်ရှိနေပါစေအောင်စားသုံးတဲ့ပုဂ္ဂိုလ်ကဒါကိုအသက်မရှိဘူးလို့ယူဆထားတာအဲ့ဒါဆိုသူဘာနာတိပရကံမထိုင်ဘူးဟောဆိုသူဒီမှာနံပါတ်2အင်္ဂါချုပ်တက်သွားတယ်တက်ရှိတတဝါမှန်သိရှင်းဆိုတဲ့လက္ခဏာသူမှာယော့သွားတယ်သူကဒါအသက်မရှိလို့သူယူဆထားတာလေဒီချက်ဦးဒီအကောင်ပေါ့ဘူးအသက်မရှိဘူးလို့သူယူဆထားတာ အကြောင်းတကယ်အကောင်ပေါက်ခဲ့တဲ့တတ္တဝါဖြစ်နေခဲ့တဲ့အောင်သူ့မှာ number 1အင်္ဂါချွတ်တက်သွားတဲ့အကြောင်းဘာနိုင်ဘာနိုင်ကမထိုက်ဘူးเนาะအရေးကြီးတယ်ဒါအကြောင်းဒီအင်္ဂါတွေသိဖို့လိုတယ်လို့သူပြောတာအကြောင်းเนาะ